ဗုဒ္ဓဘူးရာဟုတာသမီးတွေအားလုံးဘေးပြရတယ်ဝေးကွာကြပါစေယခုဖြစ်ပေါ်နေတော့ပြီးမှာဗုဒ္ဓဘူးရာဟုတာသမီးမိတ်ဆွေဆရာရဲ့အကောက်ထဲကမိတ်ဆွေများပါလာခင်ဗျာပါရင်ဆရာကိုမှန်ပြီးခဲ့ပါဦးဘလို့တွေနေနေကြတော့ဘလို့တွေစားနေကြတော့ကဲဆိုတော့ကောင်းပြီဗုဒ္ဓဘူးရာဟုတာသမီးမိတ်ဆွေဒီလာတာတော်တယ်မှာဆိုရင် ဒီလက်တာတော်တွေမှာဆိုရင်ဗုဒ္ဓဖုရောက်သာသမီမိတ်ဆွေများမိတ်ဆွေတို့ရဲ့စိတ်ထဲမှာအရာရာကို ခยีထွက်ရှင်တဲ့စိတ်တွေဖြစ်ပေါ်နေတာမျိုးလက်ရှိနေရာအလောက်ကနေမပြောတာမျိုးလေးတွေကြောင့်ယုံထွက်သွားခြင်းတဲ့စိတ်ခยีဝေးထွက်သွားခြင်းတဲ့စိတ်လက်ရှိရှိနေတဲ့နေရာနေပြီးတော့တနေရာကိုပြောင်းထွက်သွားခြင်းတဲ့စိတ်အဝေးကိုထွက်ပြေးခြင်းတဲ့စိတ်မျိုးတွေပေါ်နေသောကာလအပတ်တာဖြစ်ပါတယ်လက်ရှိရှိနေတဲ့နေရာမှာမပြောတာမျိုးခยีသွားခြင်းတဲ့စိတ်တွေတနေရာကိုဘယ်သွားရင်ကောင်းမလဲဆိုပြီးတော့စဉ်းစားနေတာမျိုးတွေဂျုံကတက်သောကာလဂျုံနေသောကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေဗုဒ္ဓဘုရားတို့သတိမိတရားဒီလတာအတော်ပြမှာဆိုရင်အဆိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေထင်ပေါ်ကြော်စောတတ်ပါတယ် ဇိုးတာပဲဖြစ်ဖြစ်ကောင်းတာပဲဖြစ်ဖြစ်နှစ်ဆကြော်စောတက်တယ်အဲလောကတဘာဝရဲ့နေရာမှာထုံးစံအတိုင်းပဲဇိုးတာကိုလုပ်ရင်ပုံမှုပြီးတော့အပြစ်တင်ဝေဖန်တက်သူပေါ်တက်တဲ့အတွက်ကြောင့်မလို့တော့ဒီလာတာတို့မှာအဆိုးပင်ဖြစ်စီအကောင်းပင်ဖြစ်စီကြော်စောတက်တော့တဘောဆောင်းပါတယ်ထို့အတူဘုံတခုရောက်တဲ့မိတ်ဆွေတွေကဒီလာတာတို့ဒီမှာလုပ်ငန်းကိစ္စအလုပ်ကိစ္စစိုင်း MB ကိစ္စစိုင်းဘုတ်ကိစ္စအမှုပညာဆိုရှယ်မီဒီယာပကြီးပခုဗီဒီယိုပေးတာတရုတ်ဆောင်ထင်ပေါ်ကြော်စောမှုကိစ္စလေးတွေမှာတော့အဲရှစ်တူဆောင်ရအတုံးချရင်ကောင်းမွန်အားသာပြီးတဲ့အခါ ဆွနာလို့ပေါ့မဟုတ်တဲ့တည်င်းတွေကိုကိုငကိုကပြီးခဲ့ပြီးသားကိစ္စတွေတည်င်းစိုးတွေတည်ဟောင်းတွေတပုတ်လေလွင့်နေလဲပဝန်းကျင်မှာပြန်လဲပြောဆိုခံရတက်တော့ကာလာဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်လို့ရှိရင်ကိစ္စတွေဒီလိုကြုံတွေ့လာရင်လဲဖြည့်ရှင်းနေတာမျိုးဟာကံရဲ့အားနည်းမှုကိုရရှိတတ်တယ်ရှင်းမနေပါနဲ့ရှင်းလေချုပ်လေဖြစ်တတ်တော့လာဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်ရင်ကိုကိုတိုင်းဘာမှမခရီးမဆိုင်ပဲရှေ့လူဆောင်ရလှုပ်ဆောင်ပါကံရဲ့အားသာခြင်းကြီးရပါလိမ့်မယ်ကိစ္စပြဿနာဟာ ကြီးမုန်း9ရက်ရက်9ရက်ဆိုတဲ့အတိုင်းပဲအစိမ့်တိုင်ရင်ပြီးသွားပါလိမ့်မယ်။ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်ဒီလတာတော်ဒီမှာဗုဒ္ဓဖူးရောက်သားမိတ်ဆွေတွေကျမ်းမာရေးနဲ့ပတ်သက်လို့တော့စစောဘွားဘာမှမရှိပါဘူး။ကျမ်းမာရေးဟာငွေကြီးပေါ်မှာမူတည်နေပြီးငွေဝင်ရင်ကျမ်းမာရေးကောင်းပြီးငွေမဝင်ရင်ကျမ်းမာရေး မကောင်အသက်ရှူချက်တတ်တော့လာဖြစ်တဲ့အတွက်တော့ဗိုလ်တူရောက်သားသမီးမိတ်ဆွေတို့ကိုအိမ်အောင်ဘတ်ကနော်သူတို့ရဲ့အိမ်အောင်ဘတ်ကတော့ငွေပေးလိုက်ပါချမ်းမာကြီးကောင်းတော့ပါလိမ့်မယ်ဆိုလိုတာကငွေကြီးနဲ့ပတ်သက်လို့ရှိရင်လည်းငွေကြီးဟာချမ်းမာကြီးနဲ့ပတ်သက်လာလို့ရှိရင်အထူးသဖြင့်အိမ်တွင်းရေးကိစ္စလေးတွေကြောင့်အတွေးလွန်နေတာမျိုးညာအိမ်မပြောတာမျိုးလေးတွေနည်းနည်းလေးတော့ဟိုဟိုအိယာခတ်နေတာမျိုးတွေကြုံရတတ်တယ်သူတို့ဆူဆူဝါးဝါးမရှိပါဘူးဥကောင်းနဲ့ပတ်သက်ပြီးတွေးတိုးတာမျိုးတွေးတက်တာမျိုးလေးတွေအနှဲငယ်ဖြစ်တာလို့ရင်ဆူဆူဝါးဝါးဘာမှမဖြစ်နိုင်ပါဘူး ထို့ပြင်ဗုဒ္ဓရောက်သားသမီးမိတ်ဆွေတရားဒီလတာတော့ဒီမှာဆိုရင်ငွေကြီးနဲ့ပတ်တိုင်တော့ငွေမမြဲသောလဖြစ်တဲ့အတွက်မိမိလက်ထဲမှာငွေကြီးထားတာမျိုးထက်လက်ထဲမှာရှိနေတခုခုကိုတုံဆိုင်တွေ့ဝေမနေပဲနဲ့ယင်းနီးလှောက်ဆောင်တာမျိုးဝယ်ထားတာမျိုးကကောင်းပါတယ်မဟုတ်ရင်လက်ရှိမှာငွေကြီးနဲ့ကိုဟာအတူမနေသောလငွေနဲ့ပတ်သက်လာလို့ရှိရင်ငွေနဲ့ ဟိုပတ်စံတဲ့ကိုဟာအကျွေးစီအခေါင်းနဲ့ပန်းလို့ဖြစ်နေတတ်တော့လာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်ရင်တော့ဒီလာတာတော့ဒီမှာရှိနေရင်လက်ထက်ထားတာဆရာကိုပြီးရင်ပြီးတာဆရာကိုမပြီးချင်လို့ရှိရင်လည်းယင်းဤလောက်ဆောင်ထားတာပုံမှုအားသာကောင်းမှပါလိမ့်မယ်ငွေမမြဲတာအကုန်ကြများတာတော့အတိအကျပဲဖြစ်ပါတယ်ခင်ဗျာထို့ပြင်အလုတ်ကိုင်းနဲ့ပတ်သက်ရင်ဘာကိုဖြစ်ဖြစ်ဦးစီးဦးဆောင်လုပ်ပါရှိလို့ဆောင်ရွက်ပါလုပ်ငန်းကိစ္စအလုတ်ကိစ္စနဲ့ပတ်သက်ရင်လည်းကိုကိုယ်တိုင်ရှိလို့ဆောင်ရွက်ပါဘာကိုဖြစ်ဖြစ်စတင်လုပ်ဆောင်ရတဲ့အတွက်ကောင်းသောကာလကောင်းသော လာဖြစ်တယ်ခင်ဗျာတို့အပြင်အိုအေရှမီဝေဒာမျိုးလေးတွေရှိလို့ဆောင်ရွက်လုပ်ဆောင်မှာကောင်းပါတယ်အိုအေရှမီစောက်ချင်းဝဲချင်းရှိလို့ဆောင်ရွက်ပါသမီးသားများအနေနဲ့ဆိုရင်လည်းအရှိမိတာကြီးနဲ့ပတ်သက်လာတဲ့အခါရှစ်သူဘဝကိုရက်လို့အိမ်တော်ပြုခြင်းစိတ်ဆက်ခြင်းအဲလူချင်းမိဘတွေနဲ့စိတ်ဆက်တောင်းရန်ခြင်းအလူဒါနာပြုခြင်းတို့သူပဲမင်္ဂလာတွေဖြစ်တဲ့အလူပွဲရှင်ပြီးပွဲအဆရှိတဲ့လုပ်ငန်းတွေကိုလှုပ်ဆောင်ဖို့အတွက်ရည်စူးထားတယ်ဆိုရင်လည်းကျင်းတိပေါ့ရရှိအောင်လှုပ်ဆောင်နိုင်သောကာလဖြစ်တယ်တို့အပြင်မြေကိစ္စတွေ ရှေ့တို့ဆောင်ရွက်လို့ဆောင်မှာငကူကမပြီးမပြတ်ဖြစ်နေတော့အမှုကိစ္စတွေပြီးပြတ်မှုတွေရရှိစေတတ်ပါတယ်ခင်ဗျာမိမိရဲ့မိသားစုအတွင်းမှာအရှုံးအအောင်ဖြစ်နေတဲ့သူတွေ အရှုံးအောင်နဲ့ပတ်သက်ပြီးတော့ခံစားနေရတဲ့သူတွေပြန်ပြီးတော့လွတ်မြောက်လာတာမျိုးသတင်းကောင်းကြားရတတ်တော်လာဖြစ်ပါတယ်ခင်ဗျာထို့အပြင်ကိုပိုင်လုပ်ငန်းတွေစားတောက်ကုန်လုပ်ငန်းတွေစံစီစေးစားဆက်ပစ္စည်းနဲ့ပတ်သက်တာတွေယင်နဲ့ပတ်သက်တာတွေရှေ့တူဆိုင်ကလှုပ်ဆောင်မှုကောင်းပါတယ်နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာ passport ဗီဇာလုပ်ငန်းနဲ့ပတ်သက်လာရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာထို့အပြင် မရှိလို့အနေနဲ့လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်ဘာကိုဖြစ်ဖြစ်ရှေ့တို့ဆောင်ရွက်ပါတို့ကြတွင်ကိုနဲ့မဆိုင်သောကိစ္စလေးဒီမှာတတိထားစဉ်းနေပေးပါကိုနဲ့မဆိုင်တဲ့ကိစ္စလေးဒီမှာကိုကစေတနာတွေဝေဒနာဖြစ်ရတာမျိုးလေးတွေအဲကြုံရတတ်တယ်ပတ်စံနဲ့ပတ်သက်လို့ရှိရင်ရှိတာမျိုးငါတာမျိုးလေးတွေဆုံးတာတော့ဒီကြတဲ့ဆုံးမှုများဟပါတယ်ခင်ဗျာနော်ထို့အပြင်ဆွေမျိုးသားချင်းကိစ္စပတ်ဝန်းကျင်ကိစ္စလေးတွေမှာမကောင်းမြင်တာမျိုးမိမိပတ်ဝန်းကျင်မှာရှိတဲ့ဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့စိတ်တော့ကပြရတာမျိုးကိုကိုလိုက်ပြီးတော့တပုတ်လေးလွင်ပြောခံရတာမျိုးလေးတွေကြောင်းတော့နည်းနည်းလေးစိတ် တ်အစမပြေမှုလေးတွေကြုံရတတ်တော့လားဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်နိုင်လို့ရှိရင်ပြဿနာတွေကိုဖြည့်ရှင်းနေနေတာမျိုးထက်ကိုကိုယ်တိုင်ရည်ကြီးသောကိစ္စတွေကိုလှုပ်ဆောင်ပြောဆိုတာအာတာမှုကောင်းမှုတွေရရှိပြီးကိုယ့်အလုပ်ကိုချစ်တူဆိုင်ကလှုပ်ဆောင်ပါခင်ဗျာဒါဆိုကံကောင်းပါလိမ့်မယ်။သမီးဤစားများအနေနဲ့လူငယ်များအနေနဲ့ရှစ်သူဤစားမရှိသူတွေအနေနဲ့အဲ အရှိအမတော့ကံနေပါလေချစ်သူရီစာရှိဖို့ထက်ငွေကုန်ကြီးကြများရတာမျိုးရီစာပို့ရတာမျိုးလေးတွေကြောင့်ငွေကြီးနဲ့ပတ်သက်ပြီးတော့အကုန်ကြများရတာမျိုးငွေမမြဲတာမျိုးအရှိအေးကိုဗန်းပြပြီးငွေယုံကြည်မှုတွေကိုဗန်းပြပြီးလိန်သွားတာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့တော့ချစ်သူဘက်အိမ်တော်ဘက်နဲ့ပတ်သက်လာချစ်သူသမီးစာများနဲ့ပတ်သက်လာရင်တော့လုံးဝလက်လွတ်စပယ်မယုံကြည်ဖို့နဲ့ အဲတတိထားဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြပါရစေပလစ်ခံရတတ်တယ်ပလီခံရတတ်တယ်လို့ပြောတာเนาะအဲသို့သောတမီးဆမ်းများအနေနဲ့စိတ်ဆက်ခြင်းအိမ်အောင်ပြုခြင်းတော့တိုင်းမြန်ရရှိတို့ဆိုရင်လှုပ်ဆောင်ရအာတာတော့ကာလဖြစ်ပါတယ်ခင်ဗျာတို့အပြင်မိမိတို့အနေနဲ့လက်ရှိမှာဗဇက်ခဖရာလက်ကကာယဖြစ်နေတတ်တဲ့အတွက်တော့ဘာသာတရားပုံမှုလုပ်ပြီးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေအဋိဋ္ဌံဝင်ခြင်းရင်တော့မဟာတမယတုတ်ဆက်နှစ်ရတီတီအဋိဋ္ဌံဝင်မှာကံတက်ပြီးတော့ကံကောင်းစီမှာအတေကြပဲဖြစ်တယ်ဒါအပြင်မိတ်ဆွေဗုဒ္ဓဘုရားတို့သာသမီတွေအနေနဲ့ ဒီလက်တာတော့ဒီမှာဖြစ်နိုင်ရင်အတိတ်ချန်လဲဝင်သင့်ပါတယ်ခင်ဗျာနော်ရှေ့လာမဲ့ကာလာခုနှစ်မှာဆိုရင်လဲဗုဒ္ဓဘုရားဥဒသမီမိတ်ဆွေတွေကအစမှနည်းနည်းလေးခက်ခဲတက်တဲ့အတွက်ကြောင့်မလို့တတိထားဆင်ကျင်ပေးဖို့လူအကြောင်းထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အဆက်အသွယ်မပြတ်နေသူတွေအဆက်အသွယ်ပြန်လဲရရှိတတ်တော့လာဖြစ်တဲ့အပြင်ငကူကပျောက်သောသူတွေရှာလင်တွေ့နိုင်တော့လာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့အဲအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့တဦးနဲ့တူတယောက်နဲ့တယောက်ဝေးကွာနေသူတွေပြန်လဲစုံစည်းရတာမျိုးပြန်လဲတွေ့ရတာမျိုးတွေကြုံသွားတတ်တယ်လို့မိတ်ဆွေတို့အိမ် နောင်ရင်းနဲ့ပတ်သက်လို့တူးနဲ့တူးတယောက်နဲ့တယောက်ပြဿနာကတော့ကစားများလာပြီဆိုရင်တော့ငွေကြီးကြောင်တာလွယ်ရင်ကျန်တာဘာမှအဆင်မပြေနိုင်စရာမရှိဘူးချစ်တူအိမ်နောင်ရင်းနဲ့ပတ်သက်လို့ရှိရင်ကံကောင်းမှုတွေထက်အဲအေးချမ်းမှုတွေထက်ပျော်ရွှင်မှုတွေကိုများစွာရရှိ ဒုက္ခကိုတော့မခံစားရနိုင်ဘူးသူတို့ဆိုးရိမ်မှုတွေတော့ပြီးပြောက်သွားမယ်ကာလာရော့ကျသွားမယ်ကာလာဖြီချောင်းထလောင်းပြောကြလိုက်ပြရစီခင်ဗျာစက်ပစ္စည်းရှင်တွေဝင်လာတတ်ပါတယ်ရွှေတွေဝင်လာတတ်ပါတယ်စားတောက်ကုန်လုပ်ငန်းတွေစံစီစေးစားနဲ့ပတ်သက်တာတွေကိုပိုင်လုပ်ငန်းတွေဘာကိုပြပြရှေ့တူဆောင်ရလောက်ဆောင်ပါပညာရေးနဲ့ပတ်သက်လာရင်တော့ပညာရေးနဲ့ပတ်သက်လို့တိုးတက်နိုင်စရာဘာမှမတွေ့ရတဲ့အတွက်တော့တင်ယူလေ့လာနေတာမျိုးတက်တက်မြောက်ပြီးတော့ပညာကိုရှေ့တူဆောင်ရလောက်ဆောင်တာဟာပုံမှုပြီးတော့ကောင်းမွန်စီတော့လဖြစ်ကြောင်းဆရာကထလောင်းပြောလိုက်ပြရစီခင်ဗျာ 那还边没石油呢，我，哎呦！ အထူးသဖြင့်ဒီကာလအတော်တို့အတွင်းမှာဆိုလို့ရှိရင်မိမိရဲ့မိတ်ဆွေဟောင်းပေါင်းသင်းဟောင်းတွေနဲ့ပတ်သက်လို့စိတ်တော်ကပေးရတတ်တဲ့အတွက်တော့တတိချာစင်ကျင်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာဒါအပြင်လောင်ကစားနဲ့ပတ်သက်တာမျိုးအပျော်ပါနဲ့ပတ်သက်တာမျိုးလေးတွေမလုပ်ပါနဲ့အလောင်ကစားအပျော်ပါနဲ့ပတ်သက်ပြီးတော့အဲနည်းနည်းလေးအားနည်းစီတော့လာဖြစ်တဲ့အတွက်ကြောင့်မလို့တော့ဒါကိုတတိချာစင်ကျင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာအဆက်ဆက်ရရငကူကသာသမီမရရှိသူတွေသာသမီစုပန်တာမျိုးသာသမီရရှိဖို့တည်င်းကြားရတာမျိုးလေးသာသမီနဲ့ပတ်သက်ပြီးတော့အိမ်မက်မက်တာမျိုးလေးတွေဖျာ ရားစီတီတွေမှာတောင်းတာမျိုးသူရတတိမေရောနာမှာဖြစ်ဖြစ်လက်စမီမေရောနာဖြစ်ဖြစ်အဆက်ရှိတဲ့မေရောတွေနာဖြစ်ဖြစ်ညောင်မင်ကြီးကြီးမှာဖြစ်ဖြစ်သာသမီစုပိုင်အေကန်ဒိတ်ထ တားယောက်ကြလေးရမယ်လာဖြစ်ပါတယ်တို့တို့မိတ်ဆွေတို့ဒီဗုဒ္ဓဘုရားသာသမီတွေဒီလာတာအတော်တွင်မှာဆိုရင်မိတ်ဆွေတို့ရဲ့ကံကိုကောင်းမွန်စေရန်အတွက်ဆိုရင်တော့အဆက်ဆက်ရဲ့အောင်မြင်အစဉ်ပြေတိုးတက်စေရန်တို့ကဒီလာတာအတော်တွင်မှာအကျိုးပေးသောနေသားအနေနဲ့ဆိုရင်တော့အင်္ဂါသာသမီတနင်္ဂနွေသာသမီတွေနဲ့တွဲဖက်လုပ်ပါအရေးကြီးတဲ့ကိစ္စတွေကိုပြောဆိုလှုပ်ဆောင်တဲ့အခါမျိုးတွေကြရင်အဲအရေးကြီးသောကိစ္စနော်ဟိုလုံခြုံမှုကိစ္စအေးချမ်းမှုကိစ္စတွေ ခကြီးသွားကိစ္စလေးဒီမှာအေးအေးချမ်းချမ်းနဲ့လုံလုံချုံချုံဖြစ်စီရန်အတွက်ဆိုစနေသားသမီးတို့စနေနေ့တို့မှာသွားတာမျိုးဟာကံကိုကောင်းမွန်တိုတက်စီနိုင်သောလဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေဗုဒ္ဓဘုရားဟုတ်သားသမီးမိတ်ဆွေများဖို့ဒီလတာတော်အတွင်းမှာဆိုရင်အဋိဋ္ဌံတစ်ခုဝင်ပါဆရာတင်ပေးမဲ့ဥကောင်းစီချင်းမင်္ဂလာပြုလုပ်ရန်အတွက် အဲဟိုအတာစားတာပျောက်ရမ်းအတွက်လည်းဆရာတီးတန့်ဗီဒီယိုတစ်ပုတ်တင်ပေးပါမယ်ပျောက်ရှင်ရင်တော့စောင့်ကြည့်ပါဗျာနော် ကောင်းပြီဆိုတော့မိတ်ဆွေတို့ဒီလာတာတော့ဒီမှာအကျိုးပေးစီတော့အရာအနေနဲ့ဆိုရင်တော့အစိမ်းရောင်ဆင်ဆွေရောင်အဝါရောင်တွေအကျိုးပေးပါတယ်အရေးကြီးသောကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါမှာချွေကလေးဆောင်သွားတာမျိုးဖြစ်စီနော်ချွေရောင်ဝတ်စားလေးဝတ်သွားတာမျိုးဖြစ်စီချွေရောင်အစာလေးတစ်ခုခုကိုချွေရောင်ကတ်တူစာရွက်လေးတစ်ခုခုကိုလက်ကနေကင်ပြီးတော့ပြောဆိုလှုပ်ဆောင်ရင်အောင်မြင်တိုးတက်မှုနဲ့ကံကောင်းမှုတွေရရှိ စီတော့လာဖြစ်ပါတယ်မိမိတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတို့အယောင်းထွက်စီဖို့အတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေတော့ကိုချွေပန်းငွေပန်းလေးတွေနဲ့ရိုက်တာမျိုးချွေလာငွေလာပန်းလေးတွေနဲ့ရိုက်ပုတ်ထိတွေ့ပြီးတော့ရောင်းရင်အယောင်းတို့အဝယ်တွက်ပြီးတော့အယောင်းဝယ်ကောင်းလာမှာအသေးစားပဲဖြစ်တယ်ခင်ဗျာငွေကြီးနဲ့ပတ်သက်ရင်တော့ကို့အတွက်ကောင်းပါတယ်သူများအတွက်မကောင်းဘူးဆိုတဲ့အကြောင်းထပ်လောင်းပြောလိုက်ပါစီယာရုလုပ်ငန်းကိစ္စနိုင်ငံခြားခရီးသွားကိစ္စလေးတွေမှာခြေတူဆောင်ကလှုပ်ဆောင်လို့ကောင်းပေမဲ့ပြည်တွင်းခရီးသွားကိစ္စလေးတွေပြည်တွင်း အဲဆနာလို့ပေါ့ဟိုမိသားစုပြည်တွင်းနဲ့ပတ်သက်ပြီးတော့တိုင်ဝင်ကိစ္စလေးတွေမှာတော့ခီးသွွားကိစ္စလေးတွေမှာအားနည်းစီတာအတိအကျပဲဖြစ်ပေမဲ့လို့ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းအနေနဲ့ပတ်သက်လို့အကျိုးပေးတယ်နိုင်ငံခြားတိုင်းတစ်ပါးလူမျိုးခြားဘာသာခြားအကူအညီထောက်ကူတွေရရှိတတ်တယ်လို့မိမိတို့အနေနဲ့เนาะမိမိရဲ့ဟိုဆနာလို့ပေါ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေဟိုဆနာလို့ပေါ့အဆင်ပြေအောင်အောင်မြင်အောင်တိုးတက်အောင်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့ဟို ပဋ္ဌာန်းဇတ်တို့ပုပ်ကိုဇတ်တို့တိုက်ဆွဲတို့တိုက်ဆအဆရှိတဲ့ပုပ်ကိုတွေနာမှာပဝါလေးတထည်လှူပြီးတော့တစ္ဆာဒိဋ္ဌံပြုပြီးတော့အကူညီထောက်ကူကိုရရှိရင်တိုးတက်ကောင်းမွန်ပြီးတော့ကံကောင်းစီမှာအတိအကျပဲဖြစ်တယ်ခင်ဗျာတို့အပြင်မိတ်ဆွေတို့အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်ခွန်နှစ်ကဏ္ဍနှစ်ကဏ္ဍ၆ကဏ္ဍဟာမိတ်ဆွေဘုရားဥဒသမီးတွေတော့ကံကိုတိုးတက်ကောင်းမွန်စီပြီးအောင်မြင်ခြင်းနဲ့တိုးတက်ရှင်တွေရရှိပါလိမ့်မယ်ခင်ဗျာ အဲဘဇကဖရာလက်ကကာယဖြစ်တတ်တဲ့အတွက်ကြောင့်မလို့ဖရာတရားပုံမူလုတ်ပြီးမို့လဲဆရာကထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာဒါအပြင်အဆက်ဆက်ရဲ့အောင်မြင်တိုးတက်စီရန်အတွက်ဆိုလို့ရှိရင်တော့မိစုတို့အနေနဲ့ပြုလုပ်ရမယ့် ရရအနေနဲ့ဆိုရင်တော့မိမိရဲ့အိမ်ဖရားမှာမိမိရဲ့အိမ်ဖရားမှာမြတ်စွာဘုရားမှာเนาะဟိုဆွမ်းလာလို့ပေါ့ဟိုတတိလေးမျိုးတောက်ရည်လေးခွက်နဲ့ဆွမ်းလာလို့ပေါ့ဆရာတို့တတိရလေးမျိုးတောက်ရည်ကလေးခွက်နဲ့ပန်းလေးမျိုးကိုအဲတရက်မိမိရဲ့မွေးနေ့မနက်9:00နာရီမကျော်မီမှာအဲမြတ်စွာဘုရားကိုပူဇော်ပြီးတော့ခါကြတော့မိမိတို့ရဲ့ပဋ္ဌံပယိရွတ်ဖတ်အားထုတ်ခြင်းဖြင့်ပိတ်နေသောလက်တွေပွင့်လန်းပြီးအဆတ်စာရရအစဉ်ပြီးအောင်မြင်တိုးတက်လာမှာတည်ကြပဲဖြစ်ပါတယ်ပြဿနာတွေတပုတ်လေးတွင်ပြောခံရတာမျိုးတွေကိုချက်ချင်းမရှင်းပါနဲ့ ရှင်းရင်ကိုယ့်ဘက်ကမှန်ရင်အမားတွေကိုတွန်းပို့သွားတတ်တဲ့သဘောလေးဖြစ်တဲ့အတွက်တော့တတိသားပါ အမှုကိစ္စအမွေကိစ္စတွေပြပြအောင်ဆောင်ရွက်ဆန်းဆောင်နိုင်တော့လာဖြစ်ကြောင်းထပ်လောင်းပြောလိုက်ပြရစီခင်ဗျာအကျိုးပေးစီတော့အရဟာတော့အရှိစူးစူးအရ sorry အကျိုးပေးစီတော့အရဟာတော့အရှိမြောက်တောင်ရက်ဖြစ်ပြီးစန်းတီယာရက်ကတော့တောင်စူးစူးရက်ဖြစ်ပါတယ်သတိထားဆင်နေရမယ့်ရက်ကတော့အရှိစူးစူးရက်ဖြစ်ပါတယ်ငွေကြေးကိစ္စတွေမှာလူယုံမလွယ်ပါနဲ့အလိန်ခံရတတ်ပါတယ်တူစည်းမိတတ်ပါတယ်ဆိုတဲ့အကြောင်းပြောရင်ဗုဒ္ဓဟူးရာဟုတ်တာသမီးမိတ်ဆွေတွေအားလုံးဒီလတာတော့ဒီမှာအဆက်ဆက်ရရအောင်မြင်တိုးတက်ကြပါစေလို့